စကိုင်းတိုင်းချင်းမပင်နဲ့ဆလင်းကြီးမြို့နယ်တဲ့တောတောင်တွေကိုဖြော်ကာကျင်းညီတူနေတဲ့တရုတ်ပိုင်ဝမ်ပေါင်းကျင်းညီဆက်ယုံဟာအောက်တိုဘာ23ရက်ညပိုင်းမှာလက်နက်ကြီးနဲ့ထုခံရပြီးတော့ဆက်ယုံထဲရနေလဲစိတ်ထင်ရနေရာတွေကိုပြန်လဲရန်ကားပစ်ခတ်ခဲ့တယ်လို့ဒေသခံသတင်းမြစ်ဒီက MSB ကိုပြောပါတယ်။အောက်တိုဘာ23ရက်ည9:00နာရီဝန်းကျင်မှာတရုတ်ဝမ်ပေါင်းကျင်းညီဆက်ယုံနဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲတံ၃ချက်တက်မနဲ့ကြားရပြီးတော့ transformer ပောက်ကွဲတံနေလဲကြားရတယ်လို့ စက်ရုံထဲကနေလဲဘေးပတ်ဝန်းကျင်ကိုလက်နက်ကြီးနဲ့ငါးချက်တက်မနဲ့ပြန်လဲပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။တရုတ်ဝမ်မောင်စက်ရုံအနီးမှာရှိတဲ့စလင်းကြီးမြို့နယ်တုံရွာတောချောင်းကြီးရွာတွေပေါ်မှာနှစ်ဖက်အပြန်လဲပစ်ခတ်တဲ့လက်နက်ကြီးမီးလုံးတွေရှစ်ချက်ကိုချက်ခန့်ပြန်တန်းနေတာတွေ့ရတယ်လို့လဲဒေသခံတို့ကအမတ်ပီကိုပြောပါတယ်။အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီးထိခိုက်မှုအခြေအနေကိုတော့အမတ်ပီအနေနဲ့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။တရုတ်ကျင်းနေစက်ရုံလက်နက်ကြီးထုခံရပြီးတဲ့နောက်အောက်တိုဘာ24ရက်မနက်ပိုင်းမှာ စက်ယုံဂိတ်အဆောင်စိုးစုတွေစက်ယုံတွေကထွက်လာပြီးတော့စလင်းကြီးတဲ့ရွာစံပတ်မွေနေတဲ့စိုးစုနဲ့တွားရောက်ပူပေါင်းကဒေတာတွင်ဆက်လက်စစ်ကြောင်းထုတ်နေတယ်လို့ဒေတာခန်တွေကပြောပါတယ်။အော်တိုဘာ18ရက်ကစလို့မုံရွာဘက်ကနေလာတဲ့စိုးစုဟာစလင်းကြီးနေတဲ့ရွာစံပတ်မွေစစ်ကြောင်းထိုးကလူသက်လူရဲ့ဒေတာခန်တွေကိုဖမ်းဆီးနေပြီးတော့စိုးစုရန်ကြောင်စလင်းကြီးမြို့နယ်ကျေးရွာ20ခန်းကတောင်းနေကြတဲ့ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတာရဲတပ်တပတ်ကြာရှိလာပြီဖြစ်ပါတယ်။ ီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းနဲ့ယခုလစံပိုင်းမှာလည်းတရုတ်ကျင်းနှီးစက်ယုံတွေလက်နက်ကြီးနဲ့ပစ်ခတ်ခံရလို့စက်ယုံလဲပတ်မှုတွေခက်တာရနာခဲ့ရကလက်ရှိမှာတော့တရုတ်ကျင်းနှီးစက်ယုံအနီးကကျင်းဝါတွေကိုစိုးစုကရာဇင်ပတ်မွေစက်ကြောင်းထုတ်ကလူသက်လူရဲ့ဒေသခံတွေကိုဖမ်းဆီးနေတာပဲဖြစ်ပါတယ်